ားလုံးပဲမင်္ဂလာပါရှင် Digital Fusion Company မှကြိုဆိုပါရစေ။မြမကူဒီဗီဒီယိုလေးမှာဆိုရင်တော့အယောင်းထဲမှာမှ live အယောင်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်လေးပြောပြပေးပါမယ်ရှင်။ဒီတော့ညီမတို့က live အယောင်းလေးကိုအသုံးပြုခြင်းပါကဒီအယောင်းထဲမှာ live အယောင်းဆိုတဲ့ကဏ္ဍလေးကိုတောက်ရောက်ပြီးတော့မှ live အမည်ဆိုတဲ့နေရာမှာ ID လေးတစ်ခုသတ်မှတ်ပေးရပါမယ်။ဒီလိုမျိုး ID လေးသတ်မှတ်ပြီးသွားရင်တော့ညီမတို့ကရောင်းချမဲ့ကုန်ပစ္စည်းမျိုးစားလေးကိုဒီနေရာလေးမှာရှာပေးရမှာပဲဖြစ်ပါတယ်။ဒီတော့ညီမက T-shirt ရောင်းမယ်ဆိုပါစို့ ဒါဆိုရင်ဒီ t-shirt လေးကိုရောင်းမယ်ပေါ့နော်ဒီတော့ live ဆိုတဲ့သဘောတရားကြီးညီမတို့ကဒီ live တစ်ခုမှာပစ္စည်းမျိုးစားတစ်ခုနှစ်ခုတလောက်ပဲရောင်းမယ်ပေါ့နော်ဒီတော့ဒီပစ္စည်းမျိုးစားတွေမှာမှာ share အင်ညီကိုညီမတို့ကရောင်းမယ်ဒီပစ္စည်းမျိုးစားကိုဝယ်တဲ့လူတွေကလာဝယ်မယ်ဒီတော့ customer တွေကအများကြီးလာဝယ်မယ်ပေါ့နော်ဥပမာ၄-၅ယောက်လဲဝယ်ဝယ်မယ်ဒီလိုမျိုးတွေဆိုရင်တော့ညီမတို့ကဒီမှာအရင်မှတ်သားထားရမှာပါ အပြင်မှာနဲ့ညီမတို့ software ရအလုံးဆောင်ပုံချင်းရတူပါတယ်လို့ကြောင့်လဲဆိုလို့ရှိရင်တော့ညီမတို့ကဒီတိုင်း software မသုံးဘဲနဲ့အလုံးဆောင်မယ်ဆိုရင်တော့ဥပမာညီမတို့ကမှတ်ထားရမယ်ဒီ live မှာဆိုလို့ရှိရင်တော့ညီမတို့က t-shirt ရောင်းတယ်ပေါ့နော်ဒါဆိုလို့ရှိရင် t-shirt ဆိုပြီးတော့ဒီ t-shirt ကိုမှညီမတို့က customer ကဘယ်သူတွေဝယ်မလဲဆိုတော့ဥမာအနေနဲ့ UA ကဝယ်မယ်ဒါဆိုရင် UA ပေါ့နော် UA ကဝယ်မယ်ပြီးရင်မင်းမင်းကလည်းဝယ်မယ် ။ဦးအင်းလည်းဝယ်မယ်၊မင်းမင်းကလည်းဝယ်မယ်။နောက်ထပ်မြန်မြဆိုတဲ့ customer ကလည်းလာဝယ်မယ်။ပြီးရင်တော့ကိုမောင်ဆိုတဲ့ customer ကလည်းလာဝယ်တယ်ပေါ့နော်။ဒါဆိုရင်ညီမတို့ကဒီလိုမျိုးလေးမှတ်ထားရမှာပါ။ဒီလိုမျိုးလာဝယ်ဒါဆိုရင်တော့ဒီ live တစ်ခုအတွင်းမှာညီမတို့ကဒီ t-shirt ကိုမှ customer ကစုစုပေါင်း၄ယောက်ရတယ်ဒီလိုမျိုးလာဝယ်ရဆိုပြီးတော့မှတ်သားထားရမှာပါပြီးတော့တကယ်လို့ညီမတို့ကနောက်ထပ် live တစ်ခုထပ်လွှင့်တယ်နောက်ထပ် live တစ်ခုမှာညီမတို့ကစကတ်ရောင်းနေဆိုပါဆိုဒါဆိုလို့ရှိရင် ။ငွားတို့ကစကတ်ဆိုပြီးတော့မှတ်လိုက်ရမှာပါ။ပြီးရင်တော့လာဝယ်တဲ့ customer ကစုစုကလာဝယ်မယ်။ဆူဆူကလာဝယ်မယ်ပြီးလို့ရှိရင်နောက်တစ်ယောက်ကခင်ခင်ကလည်းလာဝယ်မယ်ပေါ့နော်ဒီတော့ customer လာဝယ်တဲ့နာမည်ကိုရေးရပါမယ်ခင်ခင်ကလည်းလာဝယ်မယ်နောက်ထပ်တစ်ယောက်မြန်းမြန်းကလည်းလာဝယ်ရဲဆိုပြီးတော့ညီမတို့ကမှတ်လိုက်ပါမယ် ဒီတော့ညီမတို့ကဒီ t-shirt လိုက်ဖွင့်လွှင့်ပြီးရောင်းတဲ့အချိန်မှာ UA ရဲ့မမင်းနဲ့မြမကိုမောင်ဆိုပြီးရော customer ၄ယောက်ရတယ်ပြီးတော့ sucker live link ရောင်းတဲ့အချိန်မှာတော့စွစုခင်ခင်နဲ့မြမဆိုပြီးတော့ညီမတို့ကရတယ်ဒီ customer တွေကိုညီမတို့ကဒီလိုမျိုးအပြင်မှာမှတ်သားထားပြီးတော့မှတယောက်ချင်းစီကိုကျမတို့ကပေါင်းချရေးပေးရမှာပါ software ထဲမှာဆိုရင်တော့လွယ်ကူစွာနဲ့ဒီလိုမှမှတ်သားပေးပြရတဲ့အလွယ်တကူပေါင်းချဖွင့်လို့ရပါတယ်ဘယ်လိုမျိုးလေးလုပ်လို့ရလဲဆိုတော့ညီမနဲ့အတူတူကြည့်လိုက်ကြရအောင်เนาะ ဒီတော့ညီမတို့ကပထမဆုံးဝယ်သူအမည်မှာ UA ကိုထည့်ပေးပါမယ်။ဒါကြောင့်မလို့ UA ဆိုပြီးတော့ညီမတို့ကထည့်လိုက်ပါမယ်။ဒီတော့ UA ထည့်ပြီးသွားရင် customer ရဲ့ဖုန်းနံပါတ်ကိုညီမတို့ကထည့်ပေးရမှာပါ။ customer ရဲ့ဖုန်းနံပါတ်ထည့်ပြီးသွားတဲ့အခါမှာတော့ customer ယူတဲ့အရေးအတွက်ကိုထည့်ပေးရပါမယ်။ဥရေက၁၀တယ်ဝယ်ရင်၁၀တယ်ဆိုပြီးတော့ညီမတို့ကထည့်ပေးရမှာပဲဖြစ်ပါတယ်။ပြီးတော့နောက်ထပ် customer တစ်ယောက်ကိုညီမတို့ကစာရင်းထည့်ပေးရမှာပါ။ဒီ customer ကတော့မင်းမင်းကလာဝယ်ရင်မင်းမင်းပါပြီးရင်သူ့ရဲ့ဖုန်းနံပါတ်ကိုထည့်ပေးရမှာပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့နောက်တစ်ခုအနေနဲ့ကသူ့ရဲ့အရေးအတွက်ပါသူကအထည်30ဝယ်တယ်ဆိုရင်တော့အထည်30ဆိုပြီးတော့ညီမတို့ကရေးပြရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်နောက်ထပ်ကတ်ဆက်မှာတယောက်ကတော့မြမြပဲဖြစ်ပါတယ်။ဒီတော့မြမြကိုညီမတို့ကထည့်ပါမယ်။မြမြရဲ့ပြီးတော့သူ့ရဲ့ဖုန်းနံပါတ်ပါ။ မမရဲ့ဖုန်းနံပါတ်ကိုထည့်ပေးပါမယ်။ပြီးရင်တော့ customer ယူလိုက်တဲ့အရေးအတွက်ကိုညီမတို့ကအထည့်ပေးရမှာပါ။ customer ကအထည့်20ယူရင်အထည့်20ဆိုပြီးတော့ညီမတို့ကထည့်ပေးရမှာပဲဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ကိုမောင်ဆိုတဲ့ customer ပါ။ဒီနော် customer ရဲ့ဖုန်းနံပါတ်ကိုထည့်ပေးရမယ်။ နောက်ထပ် customer ယူလိုက်တဲ့အထည်ရေးအတွက်ညီမတို့ကရေးပေးရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်ညီမတို့ကဒီ live မှာ customer စုစုပေါင်း၄ယောက်ရတယ်။ဒီ live လေးကိုညီမတို့ကပြီးလို့ ကစားမလဲမလာတော့ဘူးညီမတို့လည်း live လင်းနိုင်ရက်ပြီးဒါဆိုလို့ရှိရင်တော့ညီမတို့ကတိမ့်ပြီးဆိုတာလေးကိုတိမ့်ပေးလိုက်လို့ရပါတယ်ဒီလိုမျိုးတိမ့်ပေးလိုက်တယ်ဆိုရင်တော့ညီမတို့ကဒီ live အယောင်စရင်းထဲမှာသွားကြည့်လို့ရပါတယ်ဒါဆိုရင်ညီမတို့ရဲ့ live ID လေးနဲ့မှညီမတို့ရောင်းလိုက်တဲ့မျိုးစာက t-shirt စုစုပေါင်းတန်ဖိုးပေါ်မှာနေရောင်းရငွေကိုညီမတို့ကိုပြတ်ပေးပါတယ်ဒါဆိုရင်ဒီဘက်ပေးလေးမှာဆိုရင်တော့အသေးစိတ် customer number နဲ့ဖုန်းနံပါတ်ကိုတို့ယူထားတဲ့အထည်ရေးအတွက်နဲ့စာရာတွေကိုညီမတို့ကတွေ့ရမှာပါဒီတော့ညီမကနောက်ထပ် live လေးတစ်ခုထပ်ရောင်းတယ်ပေါ့နော်ဒီတစ်ခါတော့ညီမက live ID ကိုနောက်တစ် မျိုးလေးပြောင်းပြီးတော့ပေးလိုက်ပါမယ်ရှင်။ညီမကဒီ live ID လေးနဲ့မှဒီတစ်ခါတော့စကတ်လေးကို live လွှင့်ရအောင်မယ်။ဒါကြောင့်မလို့ညီမကစကတ်ကိုရွေးချယ်ပြီးတော့လာဝယ်တဲ့ customer လေးတွေကိုထည့်ပြပေးပါမယ်။ဒီတော့ဒီနေရာမှာစုစုပေါ့နော်။စုစုကလာဝယ်တယ်ပြီးတော့ဖုန်းနံပါတ်ကိုထည့်ပေးရပါမယ်။ ါဒါဆိုရင်တော့ပြီးရင် customer ရဲ့ဝယ်လိုက်တဲ့အရေးအတွက်ကိုထည့်ပေးရမှာပါနောက်ထပ် customer တယောက်ကလာဝယ်တယ်ခင်ခင်ဆိုတဲ့ customer ပြီးရင်တော့ customer ရဲ့ဖုန်းနံပါတ်ပါ customer ရဲ့ဖုန်းနံပါတ်နဲ့သူဝယ်သွားတဲ့အထည်အရေးအတွက်ကျွန်တော်တို့ကထည့်ပေးရမှာပဲဖြစ်ပါတယ် ဆင်းတော့နောက်ထပ်များများဆိုတဲ့ customer ကလည်းလာဝယ်တယ်။ဒီတော့ခုနှစ်ခါဝယ်ထားတဲ့ customer ရှိရဆိုရင်တော့ညီမတို့ကနာမည်လေးရှာလိုက်တာနဲ့ထွက်လာပါတယ်။ဒါဆိုရင်ဒီ customer မှန်နေဆိုရင်တော့ညီမတို့ကရွေးပေးလိုက်လို့ရပါတယ်။သူ့ကိုရွေးလိုက်ရင်တော့သူ့ရဲ့ဖုန်းနံပါတ်ပါညီမတို့ကိုဖြည့်ပေးပြီးသားဖြစ်ပါတယ်။ဒါဆိုရင်ညီမတို့ကအထည်ရေးအတွက်လေးတံမိုးထည့်ရုံပါပဲဒီတစ်ခါမှာတော့ customer ကအထည်တရားဝယ် ဒီ live ထဲမှာညီမတို့က customer 3ယောက်ရတယ်ညီမတို့က live လေးပြီးသွားတဲ့အခါမှာတော့အသိမြင်ဆိုတာလေးကိုရေးပေးလို့ရပါတယ်ရှင်ဒါဆိုရင်ညီမတို့ရဲ့ဒီအောက်ကတက်လေးမှာပါတဲ့ live အယောင်စရင်ထဲမှာသွားကြည့်ရင်တော့ညီမတို့ကဒီ live ID လေးနှစ်ခုနဲ့ညီမတို့ရောင်းထားတဲ့ပစ္စည်းအရေအတွက်တန်ဖိုးတွေကိုတွေ့ရမှာပဲဖြစ်ပါတယ် customer ရဲ့နာမည်နဲ့ပေါ့နော်ဒါဆိုရင်ညီမတို့ကခုနကဒီလိုမျိုး notebook မှာရေးလိုက်တဲ့ကဏ္ဍကိုညီမတို့ကဒီလိုမျိုးလေးရေးလိုက်ရုံနဲ့လွယ်ကူစွာနဲ့မှတ်လို့ရပါတယ် ပြီးရင်အပြင်မှာဆိုရင်ဒီတိုင်းဒီလိုမျိုးနှုတ်ပတ်မှာရေးတာတို့မနော်စာရွက်မှာရေးပြီးမှတ်လိုက်ကြတို့မှတ်ပြီးရဲ့အခါမှာညီမတို့ကပေါင်းချာကိုတစောင်ချင်းစီရေးနေရမှာပါဒီ software ထဲမှာဆိုရင်တော့ညီမတို့ကလွယ်ကူစွာနဲ့တုံးပြလို့ရပါတယ်ဘယ်လိုမျိုးလေးတုံးမလဲဆိုရင်ညီမတို့ကဒီလိုမျိုးလေးပေါင်းချာလေးကို edit လုပ် edit လုပ်ပြီးတော့အယောင်းပြေစာဖွင့်ပြီးဆိုပြီးတော့ညီမတို့ကအသုံးပြလိုက်လို့ရပါတယ်ဒါဆိုရင်တော့ညီမလုံးလိုက်တဲ့အယောင်းပြေစာဖွင့်ပြီးဆိုပြီးတော့ပေါင်းချာလေးကဒီအယောင်းဆိုင်ငံ့ပြေစာထဲမှာရောက်နေမှာပဲဖြစ်ပါတယ် ဒါဆိုရင်ခုနကတုန်းကညီမတို့ကစကတ်လိုက်လင်းတုန်းကစွစုရဲ့ခင်ခင်ရဲ့မြမြရဲ့ဆိုပြီးတော့ဘောင်ချာကတုံးဆောင်လာပြပေးမှာပဲဖြစ်ပါတယ်။ဒီတော့ဒီဘောင်ချာလေးတွေကိုညီမတို့ကဘောင်ချာဖွင့်ပေးမယ်ဆိုရင်ခဲတံပုံစံအတိတ်လေးကိုနှိပ်ပြီးတော့မှညီမတို့ကအယောင်ဘောင်ချာလေးဖွင့်ပေးလို့ရပါတယ်။ဒါဆိုရင်တော့ကစတမာရဲ့နာမည်ဖုန်းနံပါတ်လိပ်စာဆိုရင်လည်းလိပ်စာပေါ့နော်။ ိစာကိုထည့်ပြီးတော့မှညီမတို့က customer ပြည့်ချက်ပေးငွေပမာဏကိုထည့်ပြီးတော့တိတ်မိဆိုပြီးတော့ပေါင်းချာလေးဖွင့်လို့လည်းရပါတယ်။ဒါဆိုရင်ညီမတို့ကပေါင်းချာဖွင့်ရတာတွေလည်းလွယ်ကူမြန်ဆန်တယ်။ဒါဆိုရင်ခုနက live လေးမှာညီမတို့ကရောင်းခဲလိုက်တာ ရှက်အင်ကြီးလေးရောင်းခဲ့လိုက်တယ်။ဒီတော့ဒီတီရှပ် ရောင်းတဲ့ లై ကဖုံးချာကိုဖွင့်ခြင်းရင်လေညီမတို့ကခဲတဲ့ပုံစံအစ်စ်လေးကိုနှိပ်ပြီးတော့မှဒီအောက်လေးမှာပါတဲ့အယောင်ပြေစာဖွင့်ပြီးဆိုတာလေးကိုညီမတို့ကအသုံးပြုပေးလို့ရပါတယ်။ဒါဆိုရင်တော့ညီမတို့ရဲ့ဒီအယောင်ဆိုင်ကန့်ပြေစာထဲမှာကြည့်လိုက်မယ်ဆိုရင်ဦးအေးရဲ့မမင်းရဲ့မြမြနဲ့ကိုမောင်ဆိုပြီးတော့သူတို့ဝယ်ထားတဲ့ရှက်အင်ကြီးလေးကိုဒီမှာစရင်ကညီမတို့ကြည့်လို့ရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ဦးအေးဝယ်ထားတဲ့တီရှပ်စေတဲ့စတဲ့အရာတွေကိုညီမတို့ကအချိန်ကုန်သက်သာစွာနဲ့လူပင်မန်းသက်သာစွာစတာရင်းနဲ့ တွက်ကူစွာညီမတို့ရဲ့ software လေးကနေအသုံးပြုပေးလို့ရပါတယ်ရှင်။ခုနကပေါင်ချလေးကိုညီမကရောင်းလိုက်လို့ရှိရင်တော့ဒီအယောင်စရင်းထဲမှာကြည်လို့ရပါတယ်။ဒါဆိုရင်တော့စုစုကရှက်အင်းကြီးလေးကိုအထည်90အော်စကတ်လေးကိုအထည်90ဝယ်သွားတယ်စတာမျိုးညီမတို့ကကြည့်လို့ရပါတယ်ရှင်ဒါဆိုရင်အကုန်လုံးပဲအဆင်ပြေပြီးတော့ live အယောင်လေးကိုလွယ်လွယ်ကူကူအသုံးလို့ရမယ်လို့ညီမထင်ပါတယ်အားလုံးပဲတာယာအေးချမ်းသောနေ့ရက်လေးဖြစ်ပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်